အရခတတော်ထိန်ချုပ်နယ်မြေအတွင်မှာစစ်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုတွေကြောင့်တပတ်ကျော်အတွင်းမှာတေဆုံးသူတဦးနဲ့ဒဏ်ရာရရှိသူ73ဦးထိရှိခဲ့တယ်လို့ CNA ရဲ့စီးရင်တွေအရသိရပါဗျ။ထိခိုက်ဒဏ်ရာရသူနဲ့တေဆုံးသူတွေကတောင်ကုန်း၊မြေပုံ၊ဂွားနဲ့မြောက်ဦးမြို့နယ်တွေကဖြစ်ကြပါဗျ။အေဗီလာတရက်နေ့ကနေ၁၀ရက်နေ့အတွင်းစစ်ကြံလက်နက်နဲ့မိုင်းပောက်ကွဲမှုတွေကြောင့်ဂွားမြို့နယ်အတွင်းမှာဒေသခံ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး တောင်ကုန်းမြို့နယ်အတွင်းမှာတော့စစ်ကြံပိုင်းနင်းမိပြီး၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ရသလိုစစ်ကြံဘုံသီးပောက်ခွဲလို့ကလေးငယ်တဦးဟာလည်းတေဆုံးခဲ့ရပြီးနောက်ထပ်၄ဦးဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့ရပါတယ်။အဲဒီလိုပဲမြောက်ဦးမြို့နယ်အတွင်းမှာလည်းမပောက်ခွဲပဲကြံရှိနေသေးတဲ့စစ်ကြံဘုံသီးတလုံးပောက်ခွဲမှုကြောင့်အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရှိခဲ့ရပြီးမြေပေါ်မြို့နယ်အတွင်းမှာလည်းမိုင်းနေမိလို့ဒေသခံတအူးထိခိုက်ဒဏ်ရာရှိခဲ့ရပါတယ်။ အာရခါတော်ထိန်းချုပ်နေမြင်အတွင်းမှာဆက်ဆောင်ပြည်သူတွေကိုနေရက်ပြန်ဝင်ခွင့်ပေးပြီးတဲ့နောက်မိုင်းရှင်းလင်းရေးတွေနဲ့မိုင်းအသိပညာပေးလုပ်ငန်းတွေကိုအာရခါတော်ကစက်တိုက်လှုပ်ဆောင်ပေးရရှိနေပေမဲ့ဒေသခံပြည်သူတွေဟာစားဝတ်နေရက်အတွက်ဟင်းစားရှာသွားရကနေအခုလိုမိုင်းပေါက်ကွဲမှုတွေနဲ့စက်တိုက်ရင်ဆိုင်နေကြရပြီးတော့ကိုလဲအင်ကဆုံးရှုံးလာတွေအပြင်အသက်ဆုံးရှုံးမှုတွေရှိလာနေရတာလည်းဖြစ်ပါတယ်။ရခိုင်မှာပြီးခဲ့တဲ့လပိုင်းကလေးကပင်ဒေသခံပြည်သူအများစုဟာမိုင်းနဲ့စစ်ကြံလက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာတေဆုံးတာစရရီနဲ့ဇက်တိုက်ရင်ဆင်လာနေရပြီးတော့ဒီကိစ္စဟာရခိုင်ဒေသမှာအရေးတကြီးဖြစ်ရှင်းပေးဖို့လိုအပ်လာနေတဲ့ကိစ္စတစ်ခုလည်းဖြစ်လာနေပါတယ်ခင်ဗျာ